ားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တော်လောင်တန်ကတ်ဒီယာတော်လောင်တန်ကတ်ဒီယာကျေးဇူးပြု၍သူ့ကိုဖမ်းပါလို့ပြောတဲ့အသေးပဲပါတော်လောင်တန်ကတ်ဒီယာကျေးဇူးပြု၍သူ့ကိုဖမ်းပါလို့ပြောတဲ့အသေးပဲပါတော်လောင်ဆိုတာကျေးဇူးပြု၍တန်ကတ်ဆိုတာဖမ်းတာဒီယာဆိုတာသူ့ တော်လောင်းတန်ကတ်ဒီယေဂျေဇူးပြု၍သူ့ကိုဖမ်းမှာလို့ပြောတဲ့အတိတ်ပဲပါဒီတန်ကတ်ဆိုတဲ့စကားလုံးကကျွန်တော်တို့ဒါဖမ်းစည်းတာတွေဖမ်းတာတွေကိုသုံးတဲ့စကားလုံးဖြစ်ပါတယ်နော်တော်လောင်းတန်ကတ်ဒီယေဂျေဇူးပြု၍သူ့ကိုဖမ်းမှာလို့ပြောတဲ့အတိတ်ပဲပါတော်လောင်းဆိုတာဂျေဇူးပြု၍ကုညီပါလို့လည်းကျွန်တော်တို့ဒါသုံးလို့ရတယ်တော်လောင်းเยซูပြု၍တန်ကတ်ဆိုတာဖမ်းတာဒီယာဆိုတာသူတော်လောင်းတန်ကတ်ဒီယာเยซูပြု၍သူ့ကိုဖမ်းမှာလို့ပြောတဲ့အဓိပ္ပာယ်ပါ ramai orang sana tangkap ikan ramai orang sana tangkap ikan ဟိုနားမှာ လူတွေအများကြီးပဲငားဖမ်းနေတယ်လို့ပြောတဲ့အတိပဲပါနော်ကျွန်တော်တို့ကငားတွေပါတွေဖမ်းတာကိုလည်းကျွန်တော်တို့ကဒီတန်ကတ်နဲ့သုံးလို့ရပါတယ်နော် ramai orang sana tangkap ikan ဟိုနားမှာလူတွေအများကြီးပဲငားဖမ်းနေတယ်လို့ပြောတဲ့အတိပဲပါ ramai orang ဆိုတာလူတွေအများကြီးပဲစာနာဆိုတာဟိုမှာတန်ကတ်ဆိုတာဖမ်းတာ ikan ဆိုတာငားကိုပြောတာ ramai orang sana tangka ikan ဟိုနားမှာလူတွေအများကြီးပဲငါဖမ်းနေတယ်လို့ပြောတယ်အဲ့ဒီပဲပါ ramai orang sana tangka ikan ဟိုနားမှာလူတွေအများကြီးပဲငါဖမ်းနေတယ်လို့ပြောတယ်အဲ့ဒီပဲပါ ramai orang ဆိုတာလူတွေအများကြီးပဲ sana ဆိုတာဟိုမှာ tangka ikan ဆိုတာငါဖမ်းတာကိုပြောတာ ramai orang sana tangka ikan ဟိုနားမှာလူတွေအများကြီးပဲငါဖမ်းနေတယ်လို့ပြောတယ်အဲ့ဒီပဲပါ saya tangkap bola စာယတန်ကဘူလာကျွန်တော်ဘောလုံးကိုဖမ်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်စာယတန်ကဘူလာကျွန်တော်ဘောလုံးကိုဖမ်းတယ်ခုနကနော်လူကိုဖမ်းခိုင်းတာပဲဖြစ်ဖြစ်ငါဖမ်းတာပဲဖြစ်ဖြစ်အရာဝတ္ထုပစ္စည်းတခုခုပေါ့နော်အခုဆိုရင်ဘောလုံးပေါ့နော်ဘောလုံးကိုကျွန်တော်တို့ဖမ်းတာဆိုရင်လေကျွန်တော်တို့ကဒီတန်ကနဲ့သုံးပါတယ်ပေါ့နော်စာယတန်ကဘူလာကျွန်တော်ဘောလုံးဖမ်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယတန်ကဘူလာကျွန်တော်ဘောလုံးဖမ်းတယ်စာယာဆိုတာကျွန်တော် ตังกะสระพะนาวเปียวราโฮลาสระจนเราอ่ะบอลงโกเปียวราบาซายะตังกะโบลาจนบอลงโกพะเนลุเปียวเดดิเบบาโบลีปูซิงกันอินิเมชั่นโบลีปูซิงกันอินิเมชั่นดีสะโกเล่ลุยะเดมะลาลุเปียวเดดิเบบาโบลีสระยะไหนเน ူစင်ကန်းဆိုတာလှည့်လို့ရလားအီနီမရှင်းဆိုတာဒီဆက်ကိုเนาะဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်ဘိုလေးပူစင်ကန်းအီနီမရှင်းဒီဆက်ကိုလှည့်လို့ရတယ်မလားလို့ပြောတယ်အိပဲပါဘိုလေးပူစင်ကန်းအီနီမရှင်းဒီဆက်ကိုလှည့်လို့ရတယ်မလားလို့ပြောတယ်အိပဲပါဘိုလေးဆိုတာရနိုင်တယ်ပူစင်ကန်းဆိုတာလှည့်တာအီနီမရှင်းဆိုတာဒီဆက်ဘိုလေးပူစင်ကန်းအီနီမရှင်းဒီဆက်ကိုလှည့်လို့ရတယ်မလားလို့ပြောတယ်အိပဲပါ စာယပူစင်ကန်ဘောလာစာယပူစင်ကန်ဘောလာကျွန်တော်ဘောလုံးကိုလှည့်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယပူစင်ကန်ဘောလာကျွန်တော်ဘောလုံးကိုလှည့်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယဆိုတာကျွန်တော်ပူစင်ကန်ဆိုတာလှည့်တာဘောလာဆိုတာဘောလုံးကိုပြောတာစာယပူစင်ကန်ဘောလာကျွန်တော်ဘောလုံးကိုလှည့်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါကျွန်တော်တို့ဘောလုံးကိုခြေလောက်နဲ့ပဲလှည့်လှည့်ပေါ့နော်အာလက်ပေါ်မှာတင်းပြီးတော့ပဲလှည့်လှည့်ဒါဆိုရင်လဲကျွန်တော်တို့ကပူစိမ့်နဲ့လုံးပါတယ်ပေါ့နော် ုစင်းကန်းနဲ့တုံးပါတယ်ခြေလောက်နဲ့ပဲလှဲတာပဲဖြစ်ဖြစ်လက်နဲ့ပဲလှဲတာပဲဖြစ်ပေါ့ဒီလှဲတာတွေကိုကျွန်တော်တို့ကဒီပုစင်းကန်းနဲ့တုံးပါတယ်ပေါ့နော်စာယူပုစင်းကန်းဘောလာကျွန်တော်ဘောလုံးကိုလှဲတယ်လို့ပြောတယ်အဓိပ္ပာယ်ပါခြာရနာပုစင်းကန်းကီပတ်အင်းနီစနန်ဂျူခြာရနာပုစင်းကန်းကီပတ်အင်းနီစနန်ဂျူဒီပန်ကလှဲနည်းကလွဲပါတယ်လို့ပြောတယ်အဓိပ္ပာယ်ပါခြာရနာပုစင်းကန်းကီပတ်အင်းနီစနန်ဂျာ ဒီပန်ကလှဲနီးကလွဲပါတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါခြာရဆိုတာကျွန်တော်တို့ကနီလန်းကိုပြောတာနဆိုတာလိုဂျင်နဲ့ချင်းဒီလို့အဓိပ္ပာယ်ရတယ်ကုစင်ကန်းဆိုတာလွဲတာဒီပဆိုတာပန်ကောင်ကိုပြောတာအီနီးဆိုတာဒီဟာစနန်းဆိုတာလွဲတာဂျာဆိုတာနောက်ကဒါမျိုးလေးတွေကျွန်တော်တို့ထည့်သုံးတာရှိပါတယ်ခြာရနာပုစင်ကန်းကီပါစနီစနန်းဂျာဒီပန်ကလှဲနီးကလွဲပါတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါခြာရနာပုစင ီပန်ကလှဲနီးကလွဲပါတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယဘာလင်ဘိုလာစာယဘာလင်ဘိုလာကျွန်တော်ဘောလုံးကိုပြစ်လိုက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယဘာလင်ဘိုလာကျွန်တော်ဘောလုံးကိုပြစ်လိုက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယဆိုတာကျွန်တော်ဘာလင်ဆိုတာကျွန်တော်တို့ပြစ်ပေါက်တာကိုပြောတာဘိုလာဆိုတာဘောလုံးကိုပြောတာစာယဘာလင်ဘိုလာကျွန်တော်ဘောလုံးကိုပြစ်ပေါက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ ပစ်ပေါက်တယ်ပစ်လိုက်တယ်ဒါမျိုးလဲကျွန်တော်တို့ဒါဘလိုသုံးသုံးပြောလို့ရတယ်ပေါ့နော်ဘာလင်းဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒါပစ်ပေါက်တယ်လို့အဓိပ္ပာယ်ရတယ်ပစ်လိုက်တာတို့ပစ်ပေါက်တာတို့ဘောလုံးမှာမဟုတ်ပေါ့နော်ကြိုက်တဲ့ပစ္စည်းကြိုက်တဲ့အရာဝတ္ထုပစ္စည်းတစ်ခုကိုကျွန်တော်တို့ပစ်ပေါက်လိုက်တာပစ်လိုက်တာနော်ဒါမျိုးဆိုရင်ကျွန်တော်တို့ကဘာလင်းလို့သုံးလို့ရပါတယ်ဒီမှာကတော့ကျွန်တော်ကဒါဥပမာအနေနဲ့ဘောလုံးနဲ့ပဲသုံးပြထားတာဖြစ်ပါတယ်ပေါ့နော်စာယဘာလင်းဘောလာကျွန်တော်ဘောလုံးကိုပစ်လိုက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယဆိုတာကျွန်တော် ဘာလင်းဆိုတာပြစ်လိုက်တာပြစ်ပေါက်တာเนาะဘောလာဆိုတာဘောလုံးကိုပြောတာစာယေဘာလင်းဘောလာကျွန်တော်ဘောလုံးကိုပြစ်လိုက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယေဘာလင်းဘောလာကနာဒီယာစာယေဘာလင်းဘောလာကနာဒီယာစာယေဘာလင်းဘောလာကနာဒီယာကျွန်တော်ဘောလုံးပြစ်လိုက်တာသူ့ကိုထိတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါစာယာဆိုတာကျွန်တော်ဘာလင်းဆိုတာပြစ်တာ ိုလာဆိုတာဘောလုံးကိုပြောတာကနာဆိုတာထိတာဒီယာဆိုတာသူ့စာရဘာလင်းဘောလာကနာဒီယာကျွန်တော်ဘောလုံးပစ်လိုက်တာသူ့ကိုထိတယ်လို့ပြောတဲ့အိပ်ပဲပါဘောနော်ဘောလုံးမှာမဟုတ်ဘူးကျွန်တော်တို့ပစ္စည်းအရာဝတ္ထုတစ်ခုခုပိတ်ပစ်လိုက်တယ်သူ့ကိုထိွားတယ်ဘာညာဆိုရင်လည်းကျွန်တော်တို့ကဒီဘာလင်းကိုပဲသုံးလို့ရပါတယ်ဘောနော်ဒီမှာတော့ကျွန်တော်ဥပမာအနေနဲ့ဘောလုံးကိုပဲထည့်ပြီးပြောထားတာဖြစ်ပါတယ်စာရဘာလင်းဘောလာကနာဒီယာကျွန်တော်ဘောလုံးပစ်လိုက်တာသူ့ကိုထိတယ်လို့ပြောတဲ့အိပ်ပဲပါ ဘာလင်ကာစီဒီယာဘာလင်ကာစီဒီယာသူ့ကိုပြစ်ပေးလိုက်ပါလို့ပြောတယ်အိဗယ်ပါဘာလင်ကာစီဒီယာသူ့ကိုပြစ်ပေးလိုက်ပါဒါမျိုးပြောလို့ရတယ်နော်ဘာလင်ဆိုတာပြစ်လိုက်တာကာစီဆိုတာပေးတာဒီယာဆိုတာသူ့ဘာလင်ကာစီဒီယာဆိုရင်သူ့ကိုပြစ်ပေးလိုက်ပါပြစ်လိုက်ပါဒါမျိုးပြောလို့ရပါတယ်နော်ဘာလင်ကာစီဒီယာသူ့ကိုပြစ်ပေးလိုက်ပါလို့ပြောတယ်အိဗယ်ပါနော် anak suka baling baran anak suka baling baran anak suka baling baran ကလေးတွေကပစ္စည်းတွေကိုပြစ်ပေါက်ရတာကြိုက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ anak suka baling baran ကလေးတွေကပစ္စည်းတွေကိုပြစ်ပေါက်ရတာကြိုက်တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါပေါ့เนาะ anak ဆိုတာကလေးကိုပြောတာ suka ဆိုတာကြိုက်တာ baling ဆိုတာပြစ်တာ baran ဆိုတာပစ္စည်းကိုပြောတာ anak suka baling baran ကလေးတွေကပစ္စည်းပစ်ပေါက်တာကိုကြိုက်တယ်လို့ပြောတယ်အိပ်ပဲပါပေါ့နော်ကျွန်တော်တို့ကလေးတွေပေါ့နော်ဟိုလမ်းလျှောက်တက်ဆအရွယ်တွေမှာဆိုရင်ကျွန်တော်တို့ကဘလို့ကလေးပဲဖြစ်ဖြစ်ပေါ့နော်ပစ္စည်းသူ့လက်ထဲမှာတခုခုရသွားတယ်ဆိုရင်ကျွန်တော်ဒါပိတ်ပြီးပစ်လိုက်တာတွေရှိတယ်ပေါ့နော်ဒါကိုကျွန်တော်ကဥပမာအနေနဲ့ပြောတာပေါ့ကလေးတွေကသူ့လက်ထဲမှာရှိတဲ့ပစ္စည်းတွေကိုသူတို့ဘလို့ပြောမလဲစော့တဲ့သဘောပေါ့ဗျာပစ်ပေါက်လိုက်တာဒါမျိုးဆိုရင်လည်းကျွန်တော်တို့ကဘလို့ပြောလဲဆိုရင်အာနာစုကဘာလင်ဘာရန်အာနာစုကဘာလင်ဘာရန် လေးတွေကပစ္စည်းတွေကိုပြစ်ပေါက်ရတာကြိုက်တယ်လို့ပြောတဲ့အိပဲပါနော်။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒါမလေးစကားပြောပဲပြောပြပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်။